ဒီနေ့တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတဝရိသနတ်ပြည်တက်ပြီးအဘိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီနေ့သူပြည်ကိုပြန်နေကြွာလာတဲ့အမတ်တရားနေဒီနေ့ဟုတ်ပဲ ဗိဓမာခါရဏိလို့ဆိုတယ်ဗိဓမာခါရဏိဆိုတာဗိဓမာတရားဟောတာကဝါစုလဘကြောင့်တရားတွေရေးစာပြီးတော့ဟောတာတရိညောလဘိနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့သူတို့မှတ်ရမှာဒါကိုပဲဗိဓမာခါရဏိလို့ဆိုပြီးမြတ်မပြေမှာမှတ်သားနားလည်ထားကြပြီပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ ဝါဆိုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။သုံးလကြအောင်မြတ်စွာဘုရားပြိမာန်တရားတော်ကိုတောင်းရင်သာမြတ်ပြီးမှခေါ်ကြပြီ။ဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာမြတ်ပြီးကသကြမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမညာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီ။ ခန္ဓာတိုက်ပြိုက်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေသူနေပြဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇလာပြီနေဆိုရင်သရဉ္ဇလာပြီသရဉ္ဇပြီဆိုပြီးတော့ချက်ပြီးတော့လေချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်ပြီးကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ဝဲခန္ဓာတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရဲ့နဲ့တရင်ညလတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့ခန္ဓာကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချမယ်။ရသော်ဘုရားရဲ့ဒီအဝိဓမ္မတရားမဟောခင်ကသရေညွတ်လပြည့်နေ့မှာမိထွန်းနာတော့ကတိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာအရာမိထွန်းကြတာဖြစ်တယ်။ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်။အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းပွဲကျင်းပလို့ပဲ ကိုယ့်ရဲ့စင်လာရလှုပ်ချတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာအဲ့ဒီကတိကနက်ခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ခဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညွလပြည့်နေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့လောက်ဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ နခပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နတ်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဗုဒ္ဓဘာသာတွေကတော့ပြောင်းလိုက်တာဒါကဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖះကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာနှစ်ခုကဗုဒ္ဓဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ဘဲနဲ့ဖះကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိညာစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်တို့မအောင်မိတယ်ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့လမ်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတဲ့ဘက်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်ကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ခြားတံမိုးဒီကြောက်ကလေးတဲ့ဘက်ရင်တံမိုးပဒမှာกว่าတယ် ဲ့ဒါလည်းပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်ထိုးလို့ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလောက်တတ်မှုပဲနဲ့အထိပယ်ရှိရှိတို့ဘာဖြစ်လို့သရဉ္ဇလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကို ခေယုကျပူဇော်သောအဖြစ်တွေ့တွေ့ပူဇော်တယ်လို့ဒီလိုအယုပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ရဏသမားကိုပူဇော်လိုက်ရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမြဲတမ်းကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နှစ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနတ်သား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တအူးနဲ့တအူးကလှူတဲ့အတိုင်းတပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရုဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ဘိဓမာတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနမ်းမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတ သံတုတိတ္တနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖျားနာရောက်နေတယ်။အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးနိဗ္ဗာန်မှာထိုင်နေကြတယ်။တဖြည်းဖြည်းတရားဝဲစားတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်။အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ထိုင်နေနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကုရဏ္ဍကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလာသူတို့ကြအရှိန်ဝါချင်းမတူလို့ရှိရင်သူကရှေ့ရမထိုင်ရဘူးเนาะသူကသူအလိုလျောက်ကိုအရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတော့နောက်လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နေဆိုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တေယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချစနေယူစနာဝေးသွားတယ် အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်။သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုံနောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရတန်တာကိုလမ်းမေးတယ်။နေပါဦး။ငါနမ်းမထိုင်ပဲနဲ့နောက်ဆုံးဆုံးပြီးတော့သွားတာ။ဒီအင်တကတန်တာကတော့ငါနားလေးတင်ထိုင်နိုင်တယ်။သူကဘုံတို့ကိုချီတယ်။ဘာလို့နောက်ဆုံးပေးရလို့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလုံးကြတာချင်းတူပါတယ်အိနကနသဟာသူကရှင်အနုရောဓမထေရယရဟန္တာမထေရကိုဆွမ်းခံလာတာဆွမ်းတဆုံးပဲသူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနှက်ဖြစ်လာပြီးတော့ဘုံလူကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလေရတယ်လှူလေရလို့သူ့ကျင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရာစေရနာရဲ့စွမ်းအားလည်းကြီးမားတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမိုးချီတယ်သူကတော့လမ်းခင်းကြောက်တည်ရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထွင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးတိလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရဲ့နေတဲ့လူတွေတိလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတာလာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှလည်းသိပြီးတော့အာရတင့်တယ်မှမရှိဘူးသူခင်မှသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေ သူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးတတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်ဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ຢာထူးနေတယ်ပေါ့နော်ကိုယ်ရဲ့ຢာထူးကြည့်တဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပဆန်ချမ်းသာတဲ့လူတွေလိုက်လည်းနောက်ဆုတ်ပေးချတယ် ဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲရလည်းပဲတတိတစားလှုပ်တာတို့ကုသောလူတွေစိတ်နဲ့လှုပ်တာတို့စနစ်တကျလှုပ်ကြရမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုပ်ရဘူးပြီးတော့လှူတဲ့ကိုယ်လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဤချင်းသီလသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ဒီလိုခေါ်တာဖြစ်တယ်အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဘုရားတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဘုရားဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာ တောင်းတင်တဲ့လက်ပြေကကြွလာတယ်ဘုရားကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာတော့ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနကရှင်းပါးသီလာဆောင်တည်လိုက်တယ် ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါ7ပါးသီလစောင့်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတိုင်ထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတစ်ဝက်လှူရင်လည်းဒီပန်းဟာတဝရိသနတ်ပြင်အပြီးမှတရားဟောပြီးပြန်ကြွားခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟိပူဇေယတောဘုဒ္ဓေဝယတိဝတောကိပပ္ပိသသမတိကံတိတိဏသောကပရိတဝေစိဟာတံဘုမဖြတ်နိုင်သလိုပဲအဲ့လိုပူဇော်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုကတံဘိုးကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေတုပ်ကဘယ်လောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေတုပ်ကြီးချင်ချီနော်အဲ့လိုပြပြချမ်းသာသွားတယ်လို့ဆိုရလေဦး တောရိန္ဒာနတ်ပြည်မှာဗိဓမ္မာတရားဟောရင်မြတ်စွာဘုရားတောင်းခေါ်ခဲ့တယ်။အဲဒါကြောင့်မို့ကုသိုလ်ပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်လို့ဆိုဒီမှာမြတ်စွာဘုရားတောရိန္ဒာနတ်ပြည်ကပြန်ကြွတဲ့ဗိဓမ္မာခါရဏီဖြစ်တယ်ဆိုတာတခုမြန်မာလူမျိုးတွေအစဉ်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသရင်းညို့မိထုံးမွဲတွေလောက်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင် အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့တို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလာသရင်ဝါလာကျပ်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေ့နေကြတယ်ရှင်းတော့ကတော့အမြဲနေတဲ့နေရာရှိကြအောင်တကြောင်ခေးထွက်ကြခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတော့ request လုပ်တာဆိုလို့ရပါတော့သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလို့ရနော်ဒါရင်ကျေမှုတစ်ခုပဲလူတွေရဲ့ရင်ကျေမှုတုံးတဲ့တူဆိုပါစို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်တော်ပြီမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ကျင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကရဟန်းတော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတဏ္ဍာမတိပဝရေမိဒိဋ္ဌိနာဝသုတ္တိနာဝပရိသင်္ခာယဝရှင်တစ်ပါးကတပားချင်းတန်ဃာတွေကိုရှောက်အောင်မှာဖြစ်တယ်အရှင်ဘုရားတို့တပည့်တော်ကိုဒီအပြည့်မြင်ရဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာတရင်ကြရေးပဲဖြစ်စေရှင်ပြားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စေတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမံတော်ရှင်ပြားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္မဥပါဒပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ် ေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရအောင်เนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမအာသမန်တော်အနုကံပါဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပရိကရိတမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုယ်ပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပည့်တော်ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတယ်တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာเนาะပဝရဏဘွဲပဝရဏဘွဲနဲ့ဘုရားဝတ္တဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားဖို့ကြလိုက်မယ်အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะ အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇုလာဆိုလို့ရှိရင်ဩကတကရောဂျိုးနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုပြီးလို့ရှိရင်ပြုလုပ်ပြီးလို့ရှိရင်စိတ်ထဲကကြံစီပြီးလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းကျိုးငါဆိုလူကြီးသူမတွေမိဘတွေကိုကရောတယ် ဒီလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှာချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းရောက်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံးဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ် အောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကိုစော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင် ဲ့ဒီတိုင်သွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဗျာဒီတန်တရာခྱི་တော့အမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခྱི་တော့နေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့အမျိုးသမီးတယောက်ဟာဘုရားရှိခိုးဘုရားအပူသွားတယ်စေတီပထုပေါ်မှာဒီ အညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေတနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရိကလုတ်သွားတာတော့ဆိုပြီးတော့ဆဲဆိုအဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီ ကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ့ပြန်ဆွတ်တယ်။အဲ့ဒါကိုတတိထားရတယ်။နေစဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်။ကိုစီပြန်ရောက်လာတတ်တယ်။ကြားဖို့ကြားလိုက်မယ်။ဒီဩစဩစတြေးလျာအဘော်ရီဂျီနီဆိုလူရိုင်းနေရှိတယ်။ကျွန်းနေလူ ပူလာပူလာကျောင်းနေလူသားတွေနော်ပူလာကျောင်းနေလူသားတွေဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခါကောက်ကောက်ကြည့်အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုယ့်စီပြန်ပေါ်လာတတ်တယ်။အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးနော်။ကိုလှုပ်တာကိုကဥမာပဲလူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွယ်ရမယ်ဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ့်စီပြန်ရောက်တယ်။ကိုယ့်စီပြန်ရောက်တယ်။မလွဲမသွေပြန်ရောက်လာတတ်တယ် ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရပါနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်တာအဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြစ်ချိုးမပြောမိအောင်မဆုံမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့က ီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ဘာနဲ့တွေ့တယ်ယဟန္တာတော်ဘာနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူက ဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဇသပင်ကနဲ့တူတယ်လို့ပြောနော်သူတို့ဇသပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇပွဲကတဲ့လူတွေကမြဲတာပြုံးနေကြတာကပြီဆိုအဲဒီကိုယ်တော်ကပြုံးနေဇသပင်ကနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူ့အတူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ ထောက်ခံကြပြီနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရဲသွားဖြစ်ပြီးတော့ပွဲကမရဘူးခုခေတ်ကတော့ဟိုအမှုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြအပွဲကမရပွဲကနေတော့ခုနက ဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားလည်းပဲတထေးသားဖြစ်ပြီတထေးသားဘဝကိုစွန့်လွတ်ပြီသူကပဲလိုက်ပွဲကားရတဲ့အရှင်ရောအဲ့ဒီဇလန်အကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြင်မာပြီးပြောခဲ့လို့တဲ့ဒါလည်းဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘောဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှိရင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်လို့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားတယ်နော် ကိုရှိပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓတူသူကပြည့်စင်ကဗုဒ္ဓကဝတ်ထားတဲ့အဝေါကလည်းပဲဟိုကောင်းတဲ့အဝေါမှမဟုတ်ဖဲနဲ့တက်ခေါက်ဆိုးတဲ့အဝေါကိုဝတ်တယ်အနေထိုင်ညစ်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအလူက ဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်သွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလုံးတဲ့လုံးဒီကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီ ကိုပြည့်ရှင်ပြောပါအဲ့ကြရင်တောင်းမှန်တဲ့ဟာကိုတောင်းမှန်လို့ခုနအပြစ်တရားခြေအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရင်ခြေမှုအရာဘုရားဘာသာဝင်တို့အတွက်ဒီတရင်ညလာပြည်နေဆိုတာနေဒုနေမြဖြစ်တယ်နေဒုနေမြခန္ဓာမြတ်မှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့ အမားတော်နှုတ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ကုသကောင်မှုလောက်ကြမှာဖြစ်တယ်သာတုသာတုသာတု